လူတယောက်ကိုကိုမသုံးဘူးဆိုရင်အဲ့လူကဘယ်တော့မှကိုယ့်အတွက်သုံးမဝင်တော့သဗ္ဗေဓမ္မအနတ္တလို့ဘုရားပြောခဲ့တယ်။အရာလုံးဟာအနတ္တအခိုင်အမာအနစ်သာရမရှိဘူး။ဒါကသာဗေယပြောတာ။သာစကားကြီး။အနတ္တဆိုတာဘာပြောတယ်လဲဆိုတော့ ဘဝဆိုတာအတိအကျမဟုတ်ပါဘူးတဲ့နော်ကိုထင်ထားသလိုလည်းမဟုတ်ပါဘူးအတိအကျလည်းမဟုတ်ပါဘူးအတိအကျမဟုတ်ဘူးတဲ့အခိုင်အမာမဟုတ်ဘူးအနစ်အနစ်တာရအခိုင်အမာရှိတယ်လည်းမဟုတ်ဘူးတဲ့မျိုးမျိုးပေါ့လေအနာတ္တနာတ္တကြောင့်ပြောရင်တော့အများကြီးပဲအဲ့တော့အတိအကျမဟုတ်ဘူးဆိုတော့အတိအကျမဟုတ်ဘူးဆိုတာ ဘာနဲ့တွဲနေလို့လဲဆိုတော့ဘုကအိဋ္ဌာနဲ့တခါပြန်တွဲနေတယ်။အိဋ္ဌာဆိုတော့မမြဲဘူးပေါ့။အဲတော့မမြဲတဲ့အတွက်ကြောင့်အတိအကျမဟုတ်ဘူးဆိုလဲဒါလည်းဟုတ်တာ။ဘဝရီယာဖြည့်ရတရားဘယ်မှာသွားမြဲလို့လဲတဲ့။ဟိုမမြဲတဲ့အတွက်ကြောင့်အတိအကျလည်းမဟုတ်ကြပါဘူးတဲ့။နော်အတိအကျမဟုတ်တာလည်းပဲအသေးချာပဲလေ။ကိုကဒါငါသဘောနဲ့အတိအကျသတ်မှတ်ထားတာ။ ငါဒါလေးစားခြင်းနဲ့ထိတ်ချလာထိတ်ချတယ်ဒါလေးကိုကြိုက်တယ်ထိတ်ချလာထိတ်ချတယ်အတိအကျပဲပြောတာနော်ကျေစားစားစားလို့လဲဝတော့စားခြင်းသေးလားဆိုတော့အမမသေးချတော့ငင်းနေမဟုတ်ဘူးမစားခြင်းတော့ဒါလေးလှုပ်ခြင်းနဲ့ရသွားရင်ခြေနဲ့တော့ခြေနဲ့တော့တဲ့ခါကျ ဒါမဟုတ်တော့ဟိုဟာဆိုပြီးတော့တခါဟိုဘက်တစ်ခုကိုလက်ညှိုးထိုးတော့တာအဲ့တော့အတိအကျဘာမှသွားရှိလို့လဲနော်ယူရီယာခုနေခင်နေတို့ကြမုံညတာအလွယ်ဆုံးဥပမာလေးဦးဇင်းတို့ပြတာရှိတယ်အင်မတန်မှလွယ်တယ်ဥပမာတချို့ကနီနာပဝန်းကျင်အဲကိုနေခင်မင်းနေကိုဘသက်သာပေါက်သွားတယ် အဲအဲ့ဒါခံစားနေကြအဲ့တော့အတိအကျမှတ်ထားတာကိုအတိအကျမှတ်ထားတာအယောအလွယ်ဆုံးဥပမာလေးပြောပြတယ်လူတိုင်းမှာလို့မိဘတွေသာရှိကြတယ်လို့မိဘတွေရဲ့ဘဝကြီးလိုက်စမ်းပါသူတို့နှစ်ဦးသာစတင်ပြီးတော့တွေ့တဲ့အခါမှာ ဘောအင်မတန်မှတရားနဲ့တရားချစ်ခင်ကြနေတတ်ကြသဘောကြကြအရူတို့ဘာဦးအောင်မင်းအောင်ပေါင်းရမယ်ဆိုပြီးတော့ဒီလိုက်ကြတော့တာပဲအင်မတန်ကြိုက်တာနော်ဒီငါနှစ်ချာလာတယ်တိုက်သေးလားဆိုတော့မကြိုက်ကြတော့ဘူးရှောင်လို့လွဲလို့မရလို့သာပုံမှန်လေးသွားနေကြတာပြည့်စုံစကားတော့မပြောကြည့်ရကနာနိုင်ရမယ်တကြည်ကြည် ကြည့်လိုက်သမ်းပါဆိုတော့ဒါနေရာတိုင်းမှာတွေ့ရတယ်။ဘုရောကသူတို့စားတွေ့ကြတာတော်တော်ကြိုက်ကြတာနော်။အဲတိတ်ရောမကြပါဘူး။နည်းနည်းလေးကြာလာ၅နှစ်၁၀နှစ်ခန့်လောက်ကြာလာ။မကြိုက်ကြတော့ပါဘူး။ဘုရောကပြောမို့အတိတ်ကြမဟုတ်ဘူးဆိုတာဒါပြောတာအနတ္တဆိုတာဒါပဲလေ။ဘယ်လောက်မှဒီအနတ္တသဘောကအခြားအရာတွေနဲ့ပြောရင်တော့အများကြီးပါ။ ရိုးကြည့်လေဝေးဝေးကြည့်ရတော့မလို့အနတ္တဘုရားကတော့ချစ်ခင်လို့အခုကျတော့အပြစ်တွေမြင်လို့တခါတယ်အဲ့ဒါသဘာဝပဲလေသဘောတရားတွေမှာဒီအတိုင်းဖြစ်နေကြတယ်ဒါအောင်လို့အတိအကျဆိုတာဘာမှမရှိပါဘူးအတိအကျတော့မှတ်မထားကြနဲ့ ပြောရင်လည်းအတိအကျမပြောနဲ့ချောချောပေါ့ပေါ့လေးပြောနော်ဒီအနိစ္စတို့အနတ္တတို့ ਨੇ ပြောတဲ့စကားရှိတယ်အတိအကျပြောတာမဟုတ်အတိအကျပြောမိရင်မတော်တဆလွဲချော်သွားတဲ့အခါပြဿနာတရားဖြစ်လာကြဒုရိယအတ္တသမားတွေဆိုအတိအကျပဲမှတ်ကြတယ်နည်းနည်းလေးမှအလျှော့ပေးမယ်တရားမရှိကြဘူး အတ္တအတ္တနည်းနည်းလေးမှချော့ပေးမယ်ဆိုတာမရှိဘူးကိုယ့်ဘက်ကပဲကြည့်တယ်သူများဘက်ကမြင်ပေးမယ်ဆိုတာမရှိသလောက်နေတယ်နော်မရှိသလောက်နေတယ်အတ္တ၄ပဲနတ္တမဟုတ်အဲဒါစကားပြောလို့ပြောလေဦးတင်တို့ပြောပြဘူးပါတယ်အေးဘယ်နောက်ခံရန်ကုန်သွားဖို့ရန်ကုန်သွားမယ်ဆိုလို့ရှိရင်စီစဉ်လေးတစ်ခုပေါ့ အဲဒီရောက်ကိုပြောတယ်ငါနောက်ဖက်ရန်ကုန်သွားမှာလို့ပြောလိုက်တယ်အเจ้าမညီညွတ်လို့မသွားဖြစ်တဲ့အခါကျတော့ဟောလိန်နေတင်တာဟမ်ရန်ကုန်သွားမယ်လဲပြောသေးတယ်ဒီမှာတွေ့နေတယ်အဲ့ဒါအတေချာပြောလိုက်ပြီလို့လေနောက်ဖက်ရန်ကုန်သွားမှာလို့ပြောလိုက်ပြီတဲ့အခါကျတော့မသွားဖြစ်တဲ့အခါလိန်တယ်လို့ဖြစ်သွားရှာတယ်အဲ့တော့ဒါဆိုရင်အနတ္တတို့အိဋ္ဌတို့သဘောနဲ့ဘယ်လိုပြောမလဲ နောက်ဖက်ရန်ကုန်သွားဖို့ရှိတယ်။ဟောရန်ကုန်သွားဖို့ရှိတယ်လို့ပြောရတော့အကြောင်းမညီညွတ်ရင်သွားချင်မှသွားမယ်။အကြောင်းညီညွတ်ရင်သွားပြစ်လိုက်မယ်။အဲဒါပြောထားရန်ကုန်သွားဖို့ရှိတယ်ပြောပြီးတော့အေးမသွားပြစ်တဲ့ခါကျတော့ဟိုကမေးတယ်ပြောတာရန်ကုန်သွားဖို့ရှိတယ်။အေးလေရန်ကုန်သွားဖို့ရှိတယ်ပြောတာအတိအကျသွားမယ်လို့ပြောတာမှမဟုတ်ဘူး။ အဲ့ဒါအနိစ္စအနတ္တနဲ့ပြောတဲ့စကားလို့ခေါ်တယ်သူက။နောင်တကြပါမှပြောလို့မရဘူး။မာကနာုံဆရာတို့ကြီးပြောထားတယ်အေးတဲ့။ကိုကထင်တာတဲ့။ကိုထင်ကနော်။ကိုကတော့တကယ်ထင်တာတဲ့။ကိုထင်ကတခါလေကြတော့မဟုတ်ဘူးတဲ့။ပါဠိနဲ့ပြောပြလဲဆိုတော့ ဘိုက်နာလို့တဲ့နော်တန်းစင်ကန်းသွားတယ်ကုတီသွားတက်တယ်ဩကိုကတော့ဝန်သားမယ်ထင်တာလေလေပြီးတော့ပြန်ထွက်လာခဲ့ရတယ်တဲ့အဲအဲ့ဒါကြည့်လေကိုထင်ကဘိုက်နာတော့ဝန်သားမယ်ထင်တာဘယ်ဟုတ်မလဲသွားလဲထိုင်အောင်လေလေးလေပြီးပြန်ထွက်လာခဲ့ရတယ်အဲအဲ့ဒါအနတ္တခေါ်တယ်ဒါအတိအကျဘာမှပြောလို့မရအောင်လူတွေကအတ္တကြီးပဲကိုယ်သဘောနဲ့ကြီးပဲကြည့်ကြတယ်အဲ့လိုမကြည့်ပါနဲ့တဲ့ကြည့်လို့မရဘူး နော်အလျှော့တင်လေးလှုပ်ကြည့်ရအလျှော့တင်ကြည့်ရပုံလေးဘယ်တော့မှမကြည့်ပုံလေးကြည့်ရင်ဦးဇင်းတို့ပြောဘူးတဲ့တကိုးတကိုးလိုပဲမြင်တာအဲ့တော့မဟုတ်ဘူးလားဆိုတော့တကိုးဆိုတာကသူလောဘဖြစ်တဲ့ချိန်ခိုးတာလေလောဘမရှိတဲ့ချိန်မခိုးဘူးလိုချင်တဲ့အချိန်မှခိုးတာမလိုချင်တဲ့အချိန်မှခိုးဘူး။နော်သူကတောက်လျှောက်ကြီးခိုးနေတာမဟုတ်ဘူး။ အဲ့တော့သူတော်ကောင်းဆိုတာလည်းပဲမဲ့သူကသူတော်ကောင်းပြောတာသူမဟုတ်တာစဉ်းစားတဲ့အချိန်တွေ့တဲ့အချိန်ကသူတော်ကောင်းမဟုတ်တော့ပြန်သူရုံးပါလေ။အဲ့ဒီလိုပုံနေကြီးမကြည့်ကြဘူးဆိုတာ။အလျှော့တင်းလေးနဲ့ကြည့်ပေါ့။အလျှော့တင်းနဲ့ကြည့်တော့ဒီညမှာတန်တရာဆိုတာလာသေးတယ်။နော်တန်တရာနဲ့ကြည့်တာနဲ့မတူဘူး။တန်တရာဆိုတာကမယုံတာအဲ့ဒါမယုံရေးချမယုံဆိုတာဒါအတတ် မယုံနာကသူတန်တရားဟိုဘက်ကနတ်တဘောနဲ့အလျှော့တင်လေးလုပ်ပြီးကြည်တာကဒါကတရားနဲ့เนาะဉာဏ်နဲ့တွဲပြီးတော့စိတ်ကိုစိတ်နဲ့စိတ်နဲ့ဉာဏ်နဲ့တွဲပြီးတော့တည်တာအေးပြောတော့ပြောတာပဲအကြောင်းဆိုတာရှိနေတာနေဘူးသလိုမိုးရွာသလိုပဲ နေဘူးချင်းဘူးမှာမိုးရွာချင်းမိုးရွာရွာချင်းရွာမှာပဲအတိအကျပြောလို့မရအောင်အဲ့လိုပဲအရာရာဟာအတိအကျမရှိကြပါဘူးအဲ့တော့အတိအကျမရှိတော့ဒါအနတ္တဆိုပြီးပြောအဲ့တော့ဒါလည်းပဲအဲတိပြီးတော့နော်တိပြီးတော့ဘောကမှာတိတတ်ဖို့ပေါ့ညာနဲ့ဘောကမှာတစ်ဖြောင်းနဲ့ကြာ ဒါဒါလေးဒီစိတ်ရဲ့အတိညာမှာအဲစိတ်မှာဒီအတိညာလေးနဲ့ထည့်ပြီးကြည်ပါဒါကိုလေစကြောင်းနဲ့ဖြစ်ဖို့ကိစ္စမှာဒါလည်းပါ